ကဲဒီနေ့ကျွန်တော်ရေရှင်လုပ်ချင်တဲ့ဗီဒီယိုဖိုင်ကတော့ဒီမှာကိုမောင်မောင်ပေါ့နော်ကိုမောင်လိုက်ွင့်တဲ့အချိန်မှာအောက်ကလာမေးတဲ့အမေမှာအခုချိန်အမေစုပုံပါတဲ့အင်ဂျီဝင်ဖမ်းမလားတဲ့ဆိုတော့မင်းခွန်းလေးနော်သူဘလို့ပြန်ပြေးသားလဲကြည့်ပါမယ်အခုချိန်အမေစုပုံဝင့်ရင်တဲ့ဖမ်းခံရနိုင်မလားဗျဟွန်းဒေါ်ဆန်းစုကြည်ပုံကိုဝင့်လို့ရှိရင်ဖမ်းခံရနိုင်မလားဆိုတဲ့ခါကြတော့ငါတို့ကမင်းခွန်းကကြားလိုက်တာဖမ်းခံရနိုင်တော့ဗောဗျာနော် ပန်းပိုင်တော့မှဖမ်းတဲ့အခြေအနေမျိုးတွေရှိတာဟုတ်နော်။ကောင်းစန်းစစ်ကြီးပုံကိုဝင်မဖမ်းရင်တော့မှပဲအနည်းဆုံးစစ်ဆေးခံရနိုင်တယ်။စစ်ဆေးလို့ရှိရင်လည်းကောင်းမွန်စစ်ဆေးတော့အကြောင်းမဟုတ်ဘူးပေါ့။ခင်ဗျားတို့ကနိုင်လွတ်လုံလာတယ်ခင်ဗျားတို့မှမရှိဘူး။မရှိတဲ့အခါမှာနိုင်လွတ်လုံစားနိုင်ငံတကာတွေကလက်ခွင့်လုံခြုံရေးကိုကာကွယ်ပေးတဲ့ဥပဒေအရလည်းခင်ဗျားတို့ကမကာကွယ်ပေးတာမရှိဘူးလေ။အဲ့တော့ကောင်းစန်းစစ်ကြီးပုံကိုဝင်မိတဲ့အကြောင်းမို့လို့ခင်ဗျားတို့ဘုံမှာတန်ရရကြီးကြီးမားမားတော့ရှိလာနိုင်တယ်။ဒီတန်ရရကသူတို့ရဲ့တန်ရရကခင်ဗျားတို့အတွက် နေရာတစ်ခုကိုရောက်သွားစေတယ်အခက်အခဲတစ်ခုကိုဖြစ်သွားစေနိုင်တယ်အဲ့တော့တန်နိုင်ဆုံးဒီကိစ္စလေးတွေမှာရှာမားလို့ကျွန်တော်ပြောချင်ပါတယ်နော်ကဲကိုမောင်ပြောခဲ့တာအကြမ်းတယ်နော်စစ်တပ်ကိုတသက်လုံးအမာခံထောက်ခံလာခဲ့တဲ့လူတယောက်ပြောတာနော်ကျွန်တော်တို့လို့တော်လန်းနေတဲ့လူတယောက်ပြောတာမဟုတ်ဘူးလို့ဒီနေ့ချိန်ထိတဲ့ဒီပုံကိုယ်တွေကစစ်တပ်ကိုထောက်ခံနေတဲ့လူတွေပဲဒါပေမဲ့ဘယ်ရှင်းမတူပေမဲ့ဒီလိုဘောမမျိုးကျွန်တော်လေးစားတယ်ဘာဖြစ်လို့အမှန်အမှန်ပြောရဲတယ်ကျွန်တော်တို့လိုချင်တာဘောမအတိုင်းဝိုင်းမှာအဲ့လိုဟာမျိုးတွေဒါဆိုရင်လား ကျွန်တော်တို့လည်းကိုနေ့ကပြောတယ်လို့လိုက်ပြီးနေရတာကမုန်းကန်ပြီးပြောနေတာအကြောင်းမရှိဘူးဟုတ်တယ်နော်အခုတူပြောမှားတယ်နော်ဒေါ်ဆန်းစုကြည်ပုံဖမ်းရင်အဝေ့ရင်နဲ့ဖမ်းမယ်စီးမယ်စစ်ဆေးမယ်စစ်ဆေးတဲ့နေရာမှာရိုးစစ်ဆေးမို့ဒါတူပြောရတာရှင်းရှင်းလေးထုရပြီးတော့နှိမ့်ဆက်ညှဉ်းပန်းပြီးစစ်ဆေးမယ်ဆိုတော့ဖြစ်တဲ့လားဒေါ်ဆန်းစုကြည်အာမပေးတာအာပေးတာခဏထားလူတယောက်ကိုကိုချစ်လို့ ဒီလူတယောက်ကိုကိုချစ်လို့ကိုလေးစားလို့เนาะဒီလူတယောက်ရဲ့ပုံကိုကိုအင်ကြီးမှာဝတ်တယ်ဒါဟာနိုင်ငံအတွက်အပြစ်ရှိတယ်လို့တတ်မှတ်တာနေမှန်လားမှားလားမုန်းတဲ့စိတ်နဲ့ကြည်ပြီးမပြောနဲ့ချစ်ချင်းမုန်းခြင်းကိုခဏဖယ်တာချစ်ချင်းမုန်းခြင်းကိုခဏဖယ်တာကိုချစ်လို့ကိုဝတ်တာလေဘာဘာဒီလူတယောက်ကိုတွားပြည်စနာရှာစရာအကြောင်းမရှိဘူးဆိုတော့ဒါပေမဲ့ကျွန်တော်နိုင်ငံမှာအဲ့ဒါလောက်အခြေခံ၄000မှပြည်သူတွေအပေါ်ကိုနိုင်ထက်စီနင်းပြုတ်ကျင့်ပြီးတော့မတရားပြုတ်ကျင့်နေတာ အဲ့တော့အဲ့လိုမတရားပြုကျင့်တဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်ကျွန်တော်တို့ကလက်ခံတင့်လာဒီနိုင်ငံသားတွေအနေနဲ့တော့ခုနကသူပြောပဲနိုင်လွတ်လုံလဲဖြစ်ထားတယ်ဆိုတော့ဥပဒေဆိုတာကကျွန်တော်ပြောကျွန်တော်နိုင်ငံမှာလေဥပဒေလို့ပြောလိုက်ရင်ပြည်သူကစောင်းမ်းကြောက်တော့အကောင်ပြောတာဥပဒေလို့ online ကြည့်ဘာဥပဒေညာဥပဒေရက်ွက်ထဲမှာဆိုအောင်မောင်အရင်တဏ္ဍာနဲ့ဥပဒေလင်းကလုံးတော့အလွတ်ချက်ပြီးတော့ဖိပြီးဟောလိုက်ကြည့်အဲ့လူဆိုတောင်းတော့ဖြုံနေဟမ်အားဒီကဥပဒေနားလဲတယ်ဆိုတော့ဥပဒေဆိုတော့ကြောက်စရာလို့ထင်တယ်အမှန်တကယ်မဟုတ်ဘူးဥပဒေဆိုတာကပြည်သူအတွက် ကာကာွယ်ပေးเสียရနှွေးထွေးပေးเสียလုံခြုံမှုပေးတာဥပဒေလို့မြင်လိုက်တာပြီးတော့ဟာငါတို့အကာအွယ်ငါတို့အတွက်လုံခြုံမှုငါတို့နဲ့နှွေးထွေးမှုပေးတဲ့အရာလို့မြင်ရမှာဒါပေမဲ့မြန်မာပြည်မှာဘာလို့လဲဥပဒေကိုခုလုံးလုပ်ပြီးတော့အဲ့ဒီအာဏာရှင်တွေကပြည်သူကိုဒုက္ခပေးတဲ့အတွက်ပြည်သူဆိုတာဥပဒေမြင်ကြောက်နေရတယ်အခုကဒေါ်လာစက်ကြီးတွတ်တူဘာပဲပြစ်မှုပြုလို့နော်သူတို့ဆွဆွဲတယ်လို့ပဲရာဇဝတ်သားပဲဖြစ်နေပါစေဦးဗျာဒါလူတယောက်ကိုချစ်လို့ဒီအင်ဂျီဝင့်မဲ့ဒါပတ် ဖမ်းဆရာလည်းအကြောင်းမရှိစစ်မင်းဆရာလည်းအကြောင်းမရှိဒါပေမဲ့မြန်မာပြည်မှာအဲ့ဒီအခွင့်အရေးလေးတော့မရဘူးဆိုတော့အဲ့ဒီအခွင့်အရေးလေးတော့မပေးတဲ့ကောင်တွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခိုင်းဖို့ဆိုတာဖြစ်တယ်လားမဖြစ်တယ်ဘူးလားဒါလက်ရှိတို့အာဏာပြည့်ဝမရသေးဘူးနော်တို့တရင်ဝင်အာဏာမရသေးဘူးနော်ကမ္ဘာမှာကောမြန်မာမှာကောဘယ်ဒေတာမှကြီးကြီးမင်းအောင်နိုင်တို့စစ်တပ်ကအာဏာတရင်ဝင်ရသေးတာမဟုတ်ဘူးအာဏာမရခင်တော့တို့ဟာပြည်သူပေါ်ကိုဒီလိုလှုပ်ချင်နိုင်လှုပ်မယ်ဆိုရင်တိုင်းပြည်အာဏာတို့လက်ထက်ရောက်ရင်ဘယ်လိုလုပ်မလဲ ဒါအပြင်ပါပဲเนาะဒါကြောင့်မလို့ဒီလိုမျိုးပြောပေးတဲ့ကိုမောင်တော့ပါလို့လေးစားတယ်မင်းတို့ဘောမနေဆိုတာအဲ့လိုမျိုးတန်ဖိုးရှိအောင်ဘောမပါဒါဆိုရင်ငါတို့တွေကအတိုက်ခံလုပ်ပြီးအမုန်းခံပြီးပြောနေကြမလို့เนาะအရင်ရွေးကောက်ပွဲတုန်းကလည်းဒေါန်ဆန်းစစ်စီနောက်တစ်ခုကိစ္စကဒါကတော့မဲခိုးတဲ့ကိစ္စနဲ့ကိုမောင်မောင်ရှင်းပြထားနောက်ထပ်ကြည့်ပါအရင်ရွေးကောက်ပွဲတုန်းကလည်းဒေါန်ဆန်းစစ်စီမဲခိုးတဲ့ဆိုတာလက်ခံလားမဲခိုးမဲစင်းရဲလွဲမမှုဆိုတာကျွန်တော်လက်ခံတယ်မဲခိုးမှုကတော့ တိုင်းနာတစ်ခုရှိနိုင်မြင်မယ်ဒါမျိုးရုပ်ပြတ်ဆင်းပြတ်ကြီးမဲဆက်တန်းကျော်ခိုးလဲဆိုတာတော့မဖြစ်ဘူးကနော်ကိုမမောင်ပြဒီလူဒီလူဒီလူမညံ့ဘူးနော်ဒီလူတူကိုကိုရဲ့တံခိုးတော့ကိုအကြမခံဘူးတိလာအဲ့ဒါပဲမဲခိုးတယ်ဆိုတာလေခွေးပြောရင်ခွေးယုံတဲ့စကားရှင်းရှင်းလေးကွာတယောက်က0မောင်မကွဲဖက်နဲ့အစာမိုးပဲရှုံးတယ်တယောက်ကအောင်မှတ်ရတယ်အဲ့တော့အောင်မှတ်ရတဲ့လူစာမိုးပဲခိုးချလို့အောင်တယ်ဆိုတော့ခိုးချလို့အောင်လို့ရလား စာမကြက်ထားတဲ့ကောင်စာမဖတ်ထားတဲ့ကောင်ကျွန်တော်ပုံလေးစာအုပ်နဲ့ချပေးမယ်ခိုးချခိုးချတယ်ဆိုတော့အကုန်လိုက်ချပြီးကြည့်လို့ရအောင်ချို့တယ်စာမဖတ်ထားစာမကြက်ထားကောင်မေးခွန်းတော့နားလည်လို့မရဘူးရှင်းရှင်းလေးခိုးချတယ်ဆိုတာကဘာလဲမိနေတဲ့ဟာလေးချက်ကြည့်ကြတော့ပဲရမှာအဲ့တော့ဘုံသူအမှတ်ထွက်ထားတဲ့ကောင်ကိုခိုးချလို့စာမေးပွဲအောင်လားဆိုတော့ဖြစ်နိုင်တယ် အခိုးကြတော့ဂုံနုထွက်လာတော့ဆွဆွဲရင်ဩဖြစ်နိုင်တယ်ဆိုရှော့ပေးလို့ရတယ်ဒါပေမဲ့အခုကမဟုတ်ဘူးဒီစာမူပဲအောင်တာဒီကောင်ကမအောင်ဘူးလို့ခိုးကြတော့အောင်တာတဲ့သူခိုးချသွားတဲ့အတွက်ငါတို့ကမအောင်ဘူးသူလည်းငါလိုပဲမအောင်ဘူးဆိုတော့1990မှာ NND ဝင်ပြိုင်တယ်အပြတ်တတ်နိုင်တယ်2011ဂျားပြတ်အပြတ်တတ်နိုင်တယ်2015ပြည်တော်ချုပ်အပြတ်တတ်နိုင်တယ်2020မှာအပြတ်တတ်နိုင်တာထူးဆန်းလားထူးဆန်းလားဒီလူကတတ်တလုံးဂုံနုမှန်ထွက်လာတဲ့လူဒီစာမူပဲကြမှာ သူကုံတို့မှတ်ထွက်တာကိုအထူးဆန်းလှုပ်ပြီးတော့ခိုးကြတဲ့အော်လေဆိုတာခွေးပြောခွေးုံဆိုတော့ကျွန်တော်အဲ့ဒါကိုပြောတာနောက်တစ်ခုရှိတာကနော်မဲစရင်မှားတယ်တဲ့ဘလို့မှားတယ်ပြောပြန်ဘလို့ပဲမှားမှားဗျာကျွန်တော်ကနာမည်ထပ်နေပါစေဦးလူတယောက်မဲတော့ထက်ဒီလက်ရှိရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလည်းလွတ်ပေးတယ်နိပညာနဲ့ကူညီတယ်ဂျပန်နိပညာကူညီတယ်ခင်ဗျားတို့ရွေးကောက်ပွဲပြည်သူမှမဲပေးတဲ့လူတွေခင်ဗျားတို့လက်တန်းအမြင်ဟာလွတ်လွတ်ကူကူဖြတ်လို့ပြက်လာပြက်လာ လူတည်တဲ့လူကိုပဲနာမည်စရင်ထည့်ထားတယ်ပြောပြောမဲပေးပိုင်ခွင့်ရှိတဲ့လူမှာအသက်မပြည့်ဘူးအဲဟိုတည်တဲ့လူကိုထည့်ထားတယ်အဲတယောက်တည်းကိုနှစ်ခါသုံးခါထည့်ထားတယ်မျိုးစုံပဲဆွဆွဲကြတာဒါပေမဲ့ဘလို့ပဲထည့်ထည့်ဗျာမဲသွားပေးမယ်ပြန်လာရင်လက်တန်းမှာမှင်ဆိုးလာပြီအဲ့လူကအဲ့မှင်ကိုဖျက်လို့မရတဲ့အတွက်နောက်မဲရောက်တဲ့ရုံဘလို့သွားပေးမယ်ကျွန်တော်ပေးပြန်ရှင်းရိုးရိုးရှင်းရှင်းလေးခလေးအတွေးလေးပဲတွေးတခါကျရင်ခလေးအတွေးတွေကအရင်ရိုးရှင်းတယ်ဗျာနော်လူကြီးတွေပု္ပ္ပစာအဖြေမရတဲ့ အရေပုံစံတွေကိုခလေးအတွင်းနဲ့တွင်းရင်အဖြေပေါ်တာတွေအများကြီးရှိတယ်။အဲ့တော့ကျွန်တော်တို့ရွေးကောက်ပွဲမဲလိမ်နဲ့မဲခိုးတယ်ဆိုတာဖြစ်နိုင်တာ။နော်။အဲ့ဒါအဖြေပဲ။အဲ့တော့ကိုတန်ဖို့ကိုအမက်ခံပြီးတော့မဲလိမ်နဲ့မဲခိုးတယ်ပြောနေလို့ကျွန်တော်တနာတယ်ကျွန်တော်အကောင်းပြောတာတကယ်တနာအောင်ဒီလူတွေဟိုကိုစကားတကုံးနဲ့ကိုတန်ဖို့ကိုဖြစ်နေကြပါလားလို့အဲ့လိုပဲတွေးတယ်ကျွန်တော်ကတော့ဒါပေမဲ့တော့မဲစင်းလွင်မှမှုကတော့အခုလောလောဆယ်သူတို့ UEC ပေါ့နော်အခုလက်ရှိ NASA ကရဲ့ UEC တော့မှာပဲ မဲဆင်းလွှဲမှမူကရင်ဆိုင်နေရတာဖြစ်တယ်အဲ့တော့အဲ့တော့မဲဆင်းလွှဲမှမူကတော့အများအားရှိနေမှာဖြစ်တယ်နော်ချင်းချင်းလေးမဲဆင်းရင်းလွှဲမှလာ2015မှာကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကအစိုးရကလုတ်တဲ့ရွေးကောက်ပွဲဟာ2020ရွေးကောက်ပွဲတဲ့မဲဆင်းမှားတဲ့အရေးအတွက်ပုံများပါတယ်အဲ့တော့မဲဆင်းမှားတိုင်းမဲနိုင်တယ်မဲခိုးတယ်လို့စွပ်စွဲခြင်းဆိုရင်2015မှာပိုခိုးခဲ့တာပေါ့ဒါဆိုရင်ကျန်းဖို့ပါတီက2015မှာမဲခိုးတာတော့မအောင်မြင်ခဲ့တဲ့ပါတီပေါ့ ဟုတ်တယ်နော်အခုရောအခုဒီအတူရောင်ရွေးကောက်ပွဲမှာလည်းစရင်နဲ့ဘယန်ကလန်းတဲ့ဘူးလက်ကိုယ်တိုင်ပြောထားတာလူ900မှာ300မှားတယ်တဲ့အဲသူတို့လူကိုယ်တိုင်ပြောတာနော်တပြည့်လူပြောတာမဟုတ်အဲ့ဒါမှားတဲ့နေရာအချမ်းနယ်တွေမဟုတ်နေပြည်တော်တို့နေရာမျိုးမှာကစင်းသားကြီးအဲ့ဒါဆိုရင်အခုဆိုကခိုးနေကြပြီပေါ့နော်အဲ့ဒါအပြေပဲတော့စန်းစစ်ကြီးကိုလွတ်ပေးလိုက်ငင်းချမ်းနိုင်သလားဆိုတဲ့ခါကျတော့စင်သားတော့စန်းစစ်ကြီးလွတ်ပေးလိုက်ရှင် အထိုက်လျောက်ထိကျွန်တော်ငြင်းချမ်းသွားနိုင်တယ်စေတနာစိတ်စေတနာကိုပြရမှာပေါ့ဗျာနော်စိတ်စေတနာကိုပြမယ်အဲ့တော့ဆိုနိုင်ငံရေးစိတ်စေတနာရှိဖို့လိုတယ်အခုချိန်ထိတော့နိုင်ငံရေးစိတ်စေတနာနည်းနေအောင်တွေ့ရတယ်ကောင်းဆန်းစုကြည်လုပ်ပေးလိုက်လို့ကျွန်တော်တို့ဘာမှမဖြစ်သွားပါဘူးအကောင်းဆုံးဖြစ်သွားနိုင်တာကသူကမြန်မာနိုင်ငံအတွက်အကျိုးရှိသွားနိုင်တဲ့ပုံကူတယောက်ပဲဖြစ်တယ်နော်အမျိုးသမီးပုံကူကြီးတယောက်ပေါ့ဗျာနော်မြန်မာနိုင်ငံအတွက်အကျိုးရောက်သွားမဲ့ပုံကူတယောက်တော့မဟုတ်ပါဘူးအဲ့တော့ အတော့ဆန်းစုကြည်ကြောင့်အကျိုးရောက်သွားမဲ့အရာတွေမရှိဘူးလို့ကျွန်တော်တို့ကတော့လုံးဝယုံကြည်တယ်ပေါ့ဗျာနော်ဒီလိုဘောမမျိုးတာမြန်မာပြည်မှာအကောင်လုံးရှိနေကြရင်တိုင်းပြည်ကအာဏာသိမ်းလာစရာအကြောင်းမရှိသလိုအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းအခုလိုဖြစ်စရာအကြောင်းမရှိဘူးဘာဖြစ်လို့တိုင်းပြည်ကဒီနေ့ခေတ်မှာအာဏာငါသိမ်းတာငါနေရှိပြီဘာဖြစ်လို့တော်နိုင်ရည်ရှင်းနေတာလဲရှင်းရှင်းလေးပါပဲဒီလိုဘောမတွေမရှိဘူးတခင်အားရဂျွန်ဘာဝအာဘရင်ယူကတယောက်တည်းယူပြီမယ်ဂျွန်ယူတွေကများနေတဲ့အတွက်မှားတာမှန်တာကိုမကြည့်ဘူးတူဘက်ကိုဘက်လောက်ကြည့်တဲ့ ဒူတွေများတဲ့အတွက်ဒီတိုင်းပြည်ကသူတို့ဖြစ်နေတာအခုကိုမောင်မောင်ဒီလူတော်လန်ရုပ်ဒီနေ့ချိန်ထိပူပေါင်းထားတာမဟုတ်ဘူးနော်တော်လန်ရုပ်အားလည်းမပေးဘူးတူဒီတက်မတော်ကိုအားပေးတာတူဒီစစ်တပ်ပဲချစ်တာတူတူတူလည်းသူဘောမလို့သူဝင်ခံထားတယ်သူပြောထားတယ်ဒါပေမဲ့တူဒီကိုနေ့ကပြောတူတန်ဘိုးကိုတူထိန်းတယ်ပယံပဒါစကားမှားနေတဲ့အရာကြီးကိုမှားတယ်လို့မပြောနိုင်တော့သူမှန်ပါတယ်မပြောတယ်လို့ပြောကျွန်တော်တို့ပြောချင်တာအဲ့ဒါပါ။တော့အဲ့ဒါပဲရှင်းရှင်းလေး ော့လက်ရှိမြန်မာပြည်မှာရှိတဲ့ဘောမတွေအားလုံးကဒီလိုမျိုးလားဒီလိုဘောမကြီးရင်တတ်မတော်ဘယ်တော့တန်ဖို့ရှိနေလဲရှင်းရှင်းလေးပြအဲ့ဒါအဖြေပဲနော်အဲ့တော့မဲလိုက်နေမဲခိုးတယ်လို့ဆွဆွဲနေတဲ့တူတွေနော်အဲ့ဒါကိုကြည့်ပါနောက်တစ်ခုရှိတာကကျန်းဖို့ပါတီတွေကခေါင်းဆောင်တွေကနော်အုံးမြင့်နာမည်ကျွန်တော်လူနာမည်တော့မေ့သွားပြီကြာပြီဖြစ်တဲ့အတွက်ဘာလို့ဆိုတာမှတ်မှတ်ရအဲ့တော်တွေကသူအင်တာဗျူးတစ်ခုရှိတယ်ကျွန်တော်အဲ့ဒီအင်တာဗျူးကိုဒီလူဖြေတဲ့ကကျွန်တော်စဉ်းစားတယ် ဟောဘာစကားလဲပေါ့ဒီလူဘာဖြစ်လို့သူပြောတာကအင်တာဗျူးမှာဒရင်နောက်ကမေးတာအကယ်၍ရွေးကောက်ပွဲမှာမဲမနိုင်ရောတဲ့ဆိုတော့မနိုင်နိုင်အောင်လုပ်မှာတဲ့ဟောအဲ့ဒီစကားကိုကြားတယ်ကျွန်တော်ဟာဒီလူဘယ်လိုလဲပေါ့ဘာလို့ဆိုတော့ရွေးကောက်ပွဲဆိုတာပြစာမေးပွဲမဟုတ်ဘူးလေစာမေးပွဲကပါတယ်မအောင်အောင်ဖြစ်မယ်ဆိုတော့ငါကြောက်အောင်စူးစမ်းမယ်ဆိုတာရွေးကောက်ပွဲကြတော့မဲမနိုင်ဘူးဆိုတာဘာဖြစ်လို့လဲပြည်သူမရွေးချယ်လို့လေကိုကဘလောက်စူးစမ်းစူးစမ်းပြည်သူကမရွေးချယ်မင်းမဲမနိုင်ဘူးပဲအဲ့တော့မဲမနိုင်လို့ရှုံးရတာလေ ါတော့ရှုံးတာကိုမနိုင်နိုင်အောင်လုပ်မယ်ဆိုတော့ဘာကြီးလဲစဉ်းစားကြည့်အဲ့တော့လက်ရှိရွေးကောက်ပွဲရှင်းပါမယ်မဲမနိုင်တဲ့ကောင်တွေကစုပြီးတော့ဟာရွေးကောက်ပွဲပါခဲ့အမှန်တို့တို့တို့ပြည်သူမရွေးချယ်တော့မနိုင်တာချင်းချင်းလေးတက်တက်ခိုင်ဆိုကြည့်နော်တက်တက်ခိုင် NLD ပါတီကလေရွေးကောက်ပွဲဝင်နေကောက်ကောက်ကြောက်ကြောက်လွတ်တော်ထဲရောက်လာဟာတူအတူပါတီထောင်နဲ့ပါတီဥက္ကဋ္ဌနာမည်အောင်ခံလိုက်သေးတယ်ဒါပေမဲ့တက်တက်ခိုင်ပြည်သူရွေးချယ်ခံရလားထုံနေသူပဲစက်ဖို့ခေါင်းဆောင်နေ 2015မှာလည်းရှုံးတယ်2020မှာလည်းရှုံးတယ်ဒါပြည်သူမရွေးချယ်လို့လေအဲ့ဒီပြည်သူမရွေးချယ်လို့ရှုံးတာကြီးကိုရှုံးကိုယ့်ရဲ့အရှုံးကိုလက်မခံဘဲနဲ့မလုပ်တာတိတ်ခါမဲ့စွာနဲ့တံမိုးမဲ့စွာထအော်ကြတာမလုံတဲ့နဲ့လို့ဒီထလောက်တာတိုင်းကြီးကပြက်စီးတာအဲ့တော့တမမကြည့်တော့မင်းအောင်နိုင်ရတယ်ဘာဖြစ်လို့အာဏာသိမ်းတာလဲမင်းအောင်နိုင်ရကာကွယ်ဦးစီးချုပ်ရဲ့တက်အတက်က260ပြည့်ပြည်စီယူရမယ်တတ်မှတ်ထားတယ်ဒါပေမဲ့မင်းအောင်နိုင်ဒီသူတို့ကိုယ်တိုင်ပြတ်တန်းထားတဲ့ဥပဒေကိုသူတို့ကိုယ်တိုင်ကြော်လွန်ပြီးတော့တက်လွန်ထက်နေတယ် စစ်တပ်မှာသူ့လောက်တော်ရဲ့လူမရှိဘူးဆိုပြီးတော့အကယ်၍ဒီလာမဲ့ရွေးကောက်ပွဲမှာတာလျင်မင်းအောင်နိုင်ရာအသက်65ကျော်ဝါးဖြစ်အတွက်နောက်တစ်ခါတက်တန်းထပ်တိုးလို့မရရင်ဘာဖြစ်လာမလဲဆိုတော့သူဒီအာနာလက်လွတ်ကတော့သူအာနာလက်လွတ်လိုက်တာနဲ့နော်ရခိုင်အရေးပါဝင်လက်ရှိစစ်ရာဇမှုတွေကျူးလွန်ထားတဲ့မင်းအောင်နိုင်ရဲ့ပြစ်မှုတွေအလုံးဟာဘာဖြစ်ပြီးလဲသူခံရတော့မယ်အခမ်းမသိပေးတဲ့မိသားစုကဘဝပြတ်မှာအဲ့တော့ခုနကပြောလို့ဖုံးကြီးယူနဲ့လှေလှူတွားတွေ့တာဟိုကောင်တွေကလည်းသူတို့ပြည်သူကမယွေးချယ်လို့ဘာလို့ ြေဝင်ပြီးတော့ပြဿနာရှာဖို့စီစဉ်ဆွဲထားတယ်ဒီကောင်ကလည်းသူအာနာလှလှလိုက်ရတဲ့ခွေးကြကြမှာတိတော့ဒီနှစ်ယောက်ပေါင်းပြီးပါလို့လဲစင်ကြံကြံတာတိုင်းပြည်ကိုမလုတ်တဲ့အလုပ်လုပ်သွားတာနှစ်နောက်နှစ်ဆက်ကတည်းကခင်ဗျားတို့ပြောသလိုပြကျွန်တော်တခုလည်းပြောမယ်အခုလက်ရှိနှစ်နောက်နှစ်ဆက်တင်မှာတာစစ်တပ်ကမဲလိန်နဲ့ပြောမဲခိုးတယ်ပဲပြောပြော NLD ကိုအာနာမသိခဲ့တိုင်းပြည်မှာအခုလိုဒုက္ခတွေပေါ်နေမလားအခုလိုတွေးချောင်းစည်းမှုတွေဖြစ်နေမလားရှင်းရှင်းလေး အန္တနီအစိုးရမတက်ခင်2005မှာဘလို့ဝါဒပြန်ခဲ့အန္တနီတက်လာရင်ကလားနိုင်ငံပြစ်လာလို့တိုင်းပြည်ပြစ်မှားလို့ဒါပေမဲ့တကယ်တကယ်ဖြစ်စည်းခဲ့တာဒီသူတို့အန္တနီအစိုးရတက်လာတဲ့အချိန်မှာစံဖို့ပါတီအစိုးရမလွှဲပြောင်းခင်မှာဝင်ကြီးဌာနအားလုံးကိုဘတ်ဂျက်ကိုကုန်အောင်တုံးပြစ်ပလိုက်တယ်ပြီးတော့နိုင်ငံရဲ့ဘတ်ဂျက်ကိုတစ်နှစ်ခွဲထိထုတ်ယူတုံးဆုပ်ခွင့်မရှိအောင်စီမံခဲ့တယ်အန္တနီအစိုးရတက်လာတာနဲ့အခွန်ကြီးပစံမရှိဘဲနဲ့တိုင်းပြည်ကိုဥဆောင်ပြီးလောက်ကတာအထင်းကတော့အဲ့ဒီမှာတည်းအန္တရာယ်ကိုအပြိုချလာ ဒါပေမဲ့သူတို့ထင်သလိုမပြိုဘဲနဲ့အန္တနီယခရိုနီနဲ့ပေါင်းပြီးတော့ဘာလို့ဒီပတ်စံတွေအကူအညီတောင်းပြီးတော့ဘတ်ဂျက်ကိုရအောင်ဖြည့်ရှင်းတယ်။တစ်နှစ်ခွဲဘတ်ဂျက်ထုတ်လို့ရတာနဲ့အဲ့ဒီထုတ်တဲ့ဘတ်ဂျက်နဲ့စီမံကိန်းတွေကောက်ဆွဲပြီးတော့တိုင်းပြည်ကိုတိုးတက်အောင်နှစ်ပိုင်းအတွင်းမှာလှုပ်ပြလိုက်တော့သူတို့တွေကြိတ်မနိုင်ခဲမြတ်ဖြစ်ပြီးတော့ဒီတစ်ခါမနိုင်နိုင်အောင်လုပ်မယ်ဆိုတဲ့ဟာတွေဖြစ်ကုန်တာ။အဲ့ဒါဘဒုကြောင့်တိုင်းပြည်ပြစ်နေတာလေ။ရှင်းရှင်းလေးပြအပြည့်ရှင်းနေတယ်။အဲ့လိုရှင်းနေတဲ့အာကြီးကိုရုံမာပြီးတော့လုံနေကြတာ။ဒါကြောင့်မလို့ နော်ကျွန်တော်တို့ပြောတာဘောမတွေထဲမှာပြည်တွင်းဘောမနဲ့ပြည်ပဘောမကွာတယ်ဆိုတာအဲ့ဒါပြောတာအခုကိုမောင်မောင်တွန်းဆဲနေကြတယ်တော်နိုင်ဘက်ကလူတွေတော့မဆဲရတော့ဟာငါကတော့ပြောင်းကြီးမောင်မောင်ဘာဖြစ်နေမလဲတော့ဆဲရတော်နိုင်ဘက်ကလူတွေဒါပေမဲ့အခုဆဲတာလေတော်နိုင်ဘက်ကလူတွေဆဲကြမလို့တော့ဘောမတွေပြန်ဆဲနေတယ်မှန်တာပြောလို့တဲ့ဟုတ်တာပြောလို့တဲ့ဟာမြန်မာပြည်ဗျာတကယ်ဘုရားဆုံးမြန်မာပြည်ပြန်မှန်တာပြောရင်ဆဲကန်တိမဟုတ်တာပြောရင်ဆဲကန်တိမကိုဘက်တုဘက်မတည်ဘူးနော်အဲ့ဒါပဲကြောက်ဖို့ကောင်းတယ်ဆိုတော့ကျွန်တော်တို့နိုင်ပြီဘယ်လိုလုပ်မလဲ ဲ့တော့တော်လန်တဲ့လူတွေကအပြစ်ရှိတာဟမ်တော်လန်လူတွေအပြစ်မရှိပါဘူးနိုင်ငံဆိုတာစစ်တပ်ကပိုင်တာမဟုတ်ဘူးဗျပြည်သူပိုင်တာဒါလေးကိုအလုံးတိမှုလိုအပ်ပါတယ်ဒါကြောင့်မို့လို့နောက်ဆိုရင်မဲလိမ့်နေမဲခိုးတယ်လို့ပြောနေတဲ့လူတွေ့တတ်မှတ်လိုက်ပါဩဒီလူကိုတန်ဖို့ကိုဖြတ်နေတဲ့လူပါလားလို့အဲ့လိုလေးမြင်လိုက်ကြည့်အဲ့ဆိုပြီးမှခံမငင်းနဲ့ဘာငင်းရမှာမဟုတ်မဲလိမ့်နေမဲခိုးတယ်ဆိုတာရှင်းမဲ့ခွေးပြောခွေးရောအဲ့ဒါရှင်းရှင်းလေးပဲအဲ့ဒီမဲလိမ့်နေမဲခိုးတယ်ပြောလိုက်အောင်တွေ့လို့ရှိရင် ။အော်ဟာသားလေးတပုတ်အနေနဲ့ကြည်လိုက်။ပြုံးပြီးတော့လာကြည်နေလိုက်။ဘာမှမပြောနဲ့။ခံကြီးရမယ်လို့မဟုတ်ဘူး။ဘာလို့ဆိုဒီကောင်အဆင်မရှိတဲ့သေချာဝါးပြီးအဲ့ဒါတတ်မှတ်လိုက်။